မင်္ဂလာပါရှင်ခေတ္တတလီဗေးရှင်းကနေတရင်တွေကိုတင်ဆက်ပေးပါမယ်အာဆာရဲ့ထိပ်သီးကောင်းဆောင်အာတာဦးလာပါဝင်ချောင်းကိုဘင်္ဂလားဒေ့ရှ်က ဖန်စီရဲ့အကြောင်းတင်ဆက်ပေးပါမယ်အာဆာရဲ့ထိပ်သီးကောင်းဆောင် အာတာဦးလာပါဝင်ထိပ်ပန်းကောင်းဆောင်ချောင်းကိုဘင်္ဂလားဒေ့ရှ်အာနာပိုင်နေကမနေ့ကမလ18ရက်မှာဖန်စီထိမ့်သိမ်းခဲ့ကြောင်းသိရပါတယ်အာဆာကောင်းဆောင်များကို ဖန်စီထားကြောင်းဘင်္ဂလားဒေ့ရှ်အာနာပိုင်နေကအတည်ပြုထားကြောင်းကိုမလ18ရက်နေ့မှာဘင်္ဂလားဒေ့ရှ်တရင်တွေကဖော်ပြကြပါတယ်အာဆာဖွဲ့ကိုဖန်စီဖို့ဘင်္ဂလားဒေ့ရှ်အာနာပိုင်နေ ်ကစစ်စင်ရေးနဲ့ဆောင်ရွက်ခဲ့ပြီးရင်နောက်အာတာဦးလာပါဝင် အခြားသော၅ဦးကိုလည်းဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးခံရသူတွေမှာအာစာကောင်းဆောင်အာတာဦးလာနဲ့ အဖွဲ့ဝင်တွေဖြစ်တယ်လို့သိရပါတယ်။၎င်းတို့အားလုံးကိုဒီကနေ့မှဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေမှတရားရုံးမှချုပ်ရမန်းစင်ရယူထားကြောင်းနဲ့အမှုနှစ်ခုနဲ့တရားစွဲဆိုသွားမှာဖြစ်ကြောင်းသိရပါတယ်။အာစာကောင်းဆောင်အာတာဦးလာကရခိုင်ပြည်မောင်တော်ဒေသကနေရခိုင်ရပိုင်းတွင်ဘင်္ဂလားဒေ့ရှ်ကော့ဆာခရိုင်ရှင်မွ슬လင်ဒုက္ခသည်စခန်းတွေကိုလာရောက်ချိန်မှာဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ်အာဒန်ဦးလာနဲ့တူဖမ်းဆီးခံရတဲ့အာဆာရင်ခေါင်းဆောင်ဖွဲ့ဝင်၅ဦးကကော်မစာခရိုင်ရှင်မွ슬လင်ဒုက္ခသည်စခန်းဒီမှာနေထိုင်နေစဉ်အတွင်းဖမ်းဆီးခံရခြင်းဖြစ်ကြောင်းဘင်္ဂလားဒေ့သတင်းတွေကဖော်ပြပါရယ်အာဒန်ဦးလာကအခြားသောခေါင်းဆောင်ဖွဲ့ဝင်၅ဦးနဲ့တွေ့ဆုံဖို့ဘင်္ဂလားဒေ့ရှ်ကော်မစာတီစာကိုရောက်လာခြင်းဖြစ်ပြီးအကြံဖတ်မှုတွေကျူးလွန်ဖို့ဆွေးနွေးကြကြောင်းလည်းဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကပြောကြားထားပါရယ်အဆိုပါအာဆာခေါင်းဆောင်၆ဦးနဲ့ပတ်သက်ဆက်နွယ်နေဒုက္ခသည်စခန်းတွေကနောက်ထပ်မွ슬လင်တွေကိုလည်းဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါရယ်အာဆာဖွဲ့ကနိုင်ငံ တီတီမှာအထူးသဖြင့်ရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်ဒေသတို့မှာအဖြစ်အမှောင်ရှာဆွေးမှုကျူးလွန်ကြောင်းဘင်္ဂလားဒေ့ရှ်အစိုးရရှိနေတွေကတရားရုံးမှာပြောဆိုခဲ့တယ်လို့သိရပါတယ်။ဆလတ်ပြီးညောင်ကျိုးတိုက်ပွဲမှာစစ်ကောင်စီရဲ့လီဒါကပုံမှန်ချင်းချတဲ့အတွက်စစ်သားများပြားသေဆုံးခဲ့ရပြီးအခုချိန်ထိတိုက်ပွဲအတွင်းသေဆုံးသူစစ်သား120ကျော်ရှိရဲ့လို့အလင်းဝင်လာတဲ့စစ်မှုရန်တပ်သားနန်းလင်းသူပြောဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ပဲခူတိုင်းပရောင်မြို့နယ်ညောင်ကျိုးတိုက်ပွဲကိုပို့ဆောင်ခံရတဲ့စစ်မှုရန်ပတ်စင်ချောင်းတင်တန်းစင်တပ်သားတင်တန်းလင်းသူကအုပ်ဖို့ရှိတော်လိုင်းတပ်ထံကိုအလင်းဝင်လာပြီးရောက်၎င်းပါဝင်ခဲ့ရတဲ့ညောင်ကျိုးတိုက်ပွဲမှာစစ်ကောင်စီရဲ့လီတက်ကပုံမှားကျဲတဲ့အတွက်စစ်သားများပြားတိဆောင်ခဲ့ရကြောင်းထုတ်ပေါ်ပြောဆိုထားပါတယ်။ပဲခူတိုင်းညောင်ကျိုးတိုက်ပွဲမှာအကြံဖတ်စစ်တပ်ရဲ့လင်းရင်တွေကမှောင်ရင်ပုံကျဲမှုနဲ့အေးအေးရတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သား120ကျော်တိဆောင်ခဲ့ကြောင်းကြန့်ရှိနေတဲ့တပ်သားများအလုံးမှလည်းတက်ပြတ်ပြီးထွက်ပြေးကြကြောင်းစစ်မှုရန်တပ်သားတဲ့ကိုနန်းလင်းသူကတော့ ထွက်ပြေးစဉ်တော်လိုင်းတပ်ဖွဲ့များနဲ့ချိတ်ဆက်ကအလင်းဝင်ရောက်နိုင်ခဲ့ကြောင်းသိရပါတယ်။စစ်မှုရန်တပ်သားတင်နန်လင်းသူက2024ခုနှစ်စက်တင်ဘာလ18ရက်နေ့မှာကျိုးဝင်ကောင်းမြို့နယ်ရှေးပြန်စိန်ရိုးကြီးရွာမှာအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုကိုခံခဲ့ရပြီးကာမရ6တင်မြို့တပ်အတွင်းကိုခေါ်ဆောင်ခံခဲ့ရကြောင်းအဲ့ဒီမှာတဆင့်တံပြူစရက်မြို့နယ်ဝဲကလီအမှတ်လေးတက်မတော်တမ်းမြင့်လေးကြီးအကြောင်းကိုပို့ဆောင်ခံခဲ့ရကစစ်မှုရန်ပတ်စင်6တင်နန်တက်ရောက်ခဲ့ကြောင်းသိရပါတယ်။အဲ့လိုစစ်မှုရန်တနန်တက်ရောက်ပြီးရဲ့နောက်ဘကူတိုင်းကြောင်ကြီးမြို့နယ်နတ်တန်ကွင်းရှိ တဲ့စကန်ကိုပို့ဆောင်ခံရကြောင်းအဲဒီမှာတဆင်းညောင်ကျိုးစကန်ကိုပို့ဆောင်ခံရကြောင်းမလ16ရက်နေ့မှာကိုနန်လင်းသူကတာယာဝရီခန့်တရင်3800နှစ်တက်ခွဲလီမြေအောက်ပြောက်ကြားတက်ပွဲအုပ်ဖို့တန်းကိုလက်နက်မဲ့အလင်းဝင်ရောက်ခဲ့ပြီးတော်လိုင်းရဲပေါ်များနဲ့ပူပေါင်းကအကြမ်းဖက်စစ်တပ်ကိုပြန်လည်တိုက်ခိုက်သွားမှာဖြစ်ကြောင်းသူကထုတ်ပေါ်ပြောဆိုပါတယ် ။သူကရေပြန်စိန်ညိုးကြီးရွာကနေကာမောင်ပြီးရွာထွက်မှာကားကိုစစ်ခွေးတွေကချောဆွဲတော့သူ့ပါပါသွားတယ်။နောက်တော့လူဘဝပေါ်တာဆွဲပြီးခမာယာချောက်တိမ်မြုပ်ကိုပို့လိုက်တယ်။အဲဒီကနေဝဲကလီမှာစစ်တပ်နဲ့၃လတက်ပြီးနတ်တန်ခွင်းကရှီတန်းကိုတန်းဖို့တာနတ်တန်ခွင်းကရှီတန်းမှာထွက်ပြေးဖို့လုပ်တာမိုင်းခွင်းနေကြောင်အစမပြေလို့ထွက်မပြေးခဲ့ရဘူး။နတ်တန်ခွင်းကရခိုင်ကိုသွားမယ်ဆိုပြီးညွန်ကြားလာလို့တောင်ငူတက်မှာလက်နက်ခင်ရံတွေပြန်ဖြည့်ဖို့လုပ်နေလို့ထွက်ပြေးလာတာတာယာဝရီမင်းနှင်းချောင်းကိတ်မှာပြန်ဖန်းခံရပြီးပြည်စစ်တပ်မှာအချုပ်ခံထားရီစစ်ခွေးတွေက ကအထုပ်ကနေပြန်လွတ်ပေးပြီးညောင်ကျိုးကိုထပ်ပို့တယ်။ညောင်ကျိုးတိုက်ပွဲမှာအင်းအီတိုက်လို့တင်တာဒန်လီတက်ကပုံမကျဲလို့တင်တာပုံများတယ်လို့ပြောတယ်။စစ်ခွေး120ကျော်လောက်တင်တယ်လို့အလင်းဝင်လာတဲ့ကိုနန်းလင်းသူကပြောတယ်လို့တာယာဝန်ခံ PDF မှာတာဝန်ရှိသူတန်အောင်ကပြောပါတယ်။ပြည်သူလူထုကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေအပါအဝင်ပေါ်တာဆွေဖမ်းဆီးခံရပြီးစစ်မှုထမ်းနေရတဲ့စစ်မှုထမ်းတပ်သားတစ်တင်အင်းနဲ့အမြန်ဆုံးအလင်းဝင်ကြဖို့နဲ့တော်လိုင်းတပ်ဖွဲ့ထမ်းလက်နက်နဲ့အတူအလင်းဝင်ရောက်လာပါကထိုက်ထိုက်တန်တန်စုချင်းမြင့်သွားမှာဖြစ်ကြောင်း တာယာဝရီခရိုင်တရင်3800နှင့်တက်ခွဲလီမြေအောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့ကအတိပေးထုတ်ပြန်ထားပါသည်။ ဆက်လက်ပြီးတိုက်ပွဲပြင်းထန်နေတဲ့မိုးပြင်းမြို့တွေကိုဝင်လာတဲ့စစ်တပ်စစ်ကြောင်းကိုဒရုန်းနဲ့ထောက်လန်းမှုဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်နီပြည်မိုးပြင်းမြို့တွေစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုစောင့်ကြည့်ထောက်လန်းနေတဲ့ရုပ်သံမတန်တစ်ခုကိုကရင်နီအမျိုးသားများကကွယ်ရေးတပ် KNDFB 03ကထုတ်ပြန်လိုက်ပါတယ်။တိုက်ပွဲတစ်ခုမှာတရင်အချက်လက်လက်ဦးမှုရယူမှုနဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့လှုပ်ရှားမှုကိုသိရှိနိုင်ဖို့အရေးကြီးတာကြောင့်လိုအပ်နေတဲ့ထောက်တွန်းနေတဲ့မှာတစည်းကိုဝယ်ယူနိုင်ဖို့ KNDFB 03ကပြည်သူတွေထံအကူအညီ တောင်းလိုက်ပါတယ်။ထောက်ဒရုန်းတစ်စီးကို350ဝန်းကျင်ခန့်မှန်းထားပြီးထောက်ပို့မှုအားကောင်းရင်ကောင်းမွန်တဲ့ထောက်ဒရုန်းတစ်စီးအမြန်ဝယ်ယူနိုင်မှာဖြစ်တာကြောင့်ထောက်ပို့ပြည်သူတွေအနေနဲ့ပါဝင်ကူညီပေးကြဖို့ KNDF B0 တရင်းကတောင်းဆိုထားပါတယ်။ဇလက်ပြီး KIA ကိုအခက်တွေ့စေတဲ့ဗမော်မျိုးသိန်းတိုက်ပွဲဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်လူမျိုးရေးတံမတော် KIA အနေနဲ့2023ခုနှစ်အောက်တိုဘာလကစပြီးကချင်စစ်မျက်နှာကိုဖွင့်ခဲ့ပြီးတော့ຫນွေဦးတော်လိုင်းနဲ့တူပူးတဲ့တိုက်ပွဲဝင်ခဲ့ပါတယ်။ KIA ရဲ့ကချင်စစ်မျက်နှာစစ်စင်ရေးမှာစစ်ကောင်စီတ က်တွေကိုတော်လိုင်းတက်တွေနဲ့တူပူးပေါင်းတိုက်ခိုက်နိုင်ခဲ့တာကြောင့်ရှမ်းမြောက်ကမဘိမျိုးအပါဝင်ကချင်ပြည်နယ်ကစွန်ပရာဘန်အင်ဂျန်ရဲစက်တုံးချီပွေးစီလော်ဖီမော်ပန်ဝါတော်ဖုံရဲစင်ဘူးမျိုးလားမုံမောင်မျိုးနဲ့တရုတ်မြန်မာနယ်စပ်ကုန်းသွယ်ရေးမျိုးလွယ်ကျယ်မျိုးကိုတင်ပိုင်နိုင်ခဲ့ပြီး2025ခုနှစ်ဇန်နဝါရီလရှိရနေ့မှာမန်စီမျိုးကိုထပ်မံတင်နိုင်ခဲ့ပါတယ် ကချင်လွတ်မြောက်ရေးတမတော်ကင်ရရင်က2024ခုနှစ်ဒီဇင်ဘာလရက်နေ့မှာကချင်ပြည်မှာရှိတဲ့ဗမော်မျိုးနယ်မန်စီမြို့ကိုတပ်ပြိုင်နက်ထဲတိုက်ခိုက်ခဲ့ပါတယ်ကချင်စစ်မျက်နှာမှာကချင်လွတ်လပ်ရေးတမတော်ကင်ရရင်ကဦးဆောင်ပြီးတခြားတော်လိုင်းမဟာမိတ်တွေဖြစ်တဲ့မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားဒီမိုကရက်တစ်တပ်ဦး APSDN အမျိုးသားညီညွတ်ရေးအစိုးရ NUG လောက်ခံပြည်သူ့ကာကွယ်တပ်မတော် PDF တွေအပါအဝင်ကချင်ဒေသကာကွယ်တပ်ဖွဲ့ KPDF နဲ့အရခတ်တပ်တော် AA တို့ပူးပေါင်းပြီးစစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်နေတာဖြစ်ပါတယ်။ တရုတ်မြန်မာနေဆက်ကုံသွင်းရင်းရွှေတတူတွေထွက်ရှိရင်ပန်ဝါချီပွေးစီလော်တို့ကို KIA ကတိုက်ခိုက်သိမ်းပိုက်တဲ့အခါတရုတ်ရဲ့ဖိအားတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့လို့ကချင်လူမျိုးဦးတက်မတော် KIA ကတရုတ်ဖိအားကိုယူမဆိုင်ပဲစီးရင်ရှိမှန်းချက်ကိုဥတီသွားခဲ့ပါတယ်။ဒီလိုတရုတ်ဖိအားကိုလွန်ဆန်ပြီးစစ်စင်ရေးတွေလုပ်လာတဲ့ KIA ကအခုဆိုရင်ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်လို့နာမည်ကြီးတဲ့ပမော်မြို့ကိုသိမ်းပိုက်နိုင်ဖို့တဖြည်းဖြည်းချဉ်းကပ်လာနေပါတယ်။ပမော်မြို့ကိုသိမ်းပိုက်ဖို့ကြိုးစားလာတဲ့ KIA ရဲ့စစ်စင်ရေးကိုစီရင်ပုံမှုနောင်ယူကအခုလိုပြောပါတယ်။ကျွန်တော်တို့မွန် မြင့်ဘက်တကြောပေါ်တော့အင်းတော်ကတာဘက်ကစကိုင်းဆန်နဲ့အီယာရီမြစ်ကထောက်ပို့လမ်းကြောင်းတွေကို KI နဲ့ပူပေါင်းတပ်တွေကအပြေအဝါစုမိုးထိန်းချုပ်ထားနိုင်နေဒါဆိုရင်မပါခကိုပုံမဲ့စစ်ကူမြေပြင်ကစစ်ကူအင်အားဖြည့်မှုတွေထောက်ပို့လမ်းကြောင်းတွေကိုထိန်းချုပ်ဖြတ်တောက်နိုင်မယ်ပေါ်တော့ဒါဆိုရင်ကျွန်တော်တို့ကဒီကချင်ပြည်နယ်တကြောကိုပတ်ပတ်လည်ထိန်းချုပ်ဖို့ကအများကြီးအထောက်အကူရသွားနိုင်နေစစ်ကောင်စီရဲ့ထောက်ပို့လမ်းကြောင်းတွေကိုလည်းအများကြီးရိုက်ချိုးနိုင်မယ်အနေထားရှိရဲ့ပေါ်ဆိုပြီးပြောပါရယ်အင်အားရီမြစ်အရှိတ်ဘက်တကြောလုံးကိုထိန်းချုပ်နိုင်ဖို့စူးစမ်းနေတဲ့ကချင်လူမျိုးရေးတံမတော် KIA အနေနဲ့ ်မိုးမောင်မန်စီပမောမျိုးကိုတင်ပိုင်နိုင်ခဲ့ရင်အေယာရီမြေအရှိတ်တကြောလုံးမှာရှိတဲ့စစ်ကောင်စီတပ်တွေကိုကြိုက်တယ်လို့တိုက်ခိုက်နိုင်တဲ့အနေအထားဖြစ်သွားပါမယ်။ဘာကြောင့်လဲဆိုတော့ပမောမျိုးက KIA ဌာနချုပ်နဲ့အနီးဆက်ဆုံးမျိုးတစ်မျိုးဖြစ်ပြီးအေယာရီမြေရဲ့အရှိတ်တကြောအတွက်အတီးကအရေးကြီးတဲ့မျိုးတစ်မျိုးဖြစ်ပါတယ်။နောက်ပြီးမြို့တော်မြကြီးနာနဲ့တရုတ်နယ်ဆက်ကိုဆက်သွယ်ပြီးတဲ့လမ်းကြောင်းပေါ်မှာတည်ရှိတဲ့အတွက်စီးပွားရေးရအရေးပါတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်လဲစစ်ကောင်စီကစစ်စင်ရေးကိုကဲမှုဌာနချုပ်စာကခ21ကိုပမောမှာအခြေစိုက်ထားတာဖြစ်ပါတယ်။ ကချင်ပြည်နယ်ရဲ့ဒုတိယမြို့ဖြစ်တဲ့ပမော်မြို့ကို2024ခုနှစ်ဒီဇင်ဘာလရက်နေ့မှာမန်စီနဲ့တူထိုးဆစ်ဆင်းလာခဲ့ပြီးတလာအကြာမှာမန်စီမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီးမြမော်မြို့ကိုတော့လေးလလောက်ကြာတဲ့အထိသိမ်းပိုက်နိုင်ခဲ့ခြင်းမရှိပါဘူး။အေရရီမြို့ရဲ့တစ်ဖက်တစ်ချက်မှာရှိတဲ့ပမော်မြို့ကို KIA ကလာနေကြီးအောင်ဝိုင်းဝန်းပိတ်ဆို့ထားပြီးမြတော်လိုင်းမဟာမိတ်ပူပေါင်းတပ်တွေနဲ့အခုလိုလာချီတိုက်နေရတာကစစ်ကောင်စီရဲ့လေကြောင်းကနေအင်အားဖြည့်တင်းထားနိုင်တာကြောင့်လို့သိရပါတယ်။ပမော်မြို့ရဲ့အနေထားရစကိုင်းတိုင်းမန်တလေးရှမ်းမြောက်တရုတ်နယ်စပ်တွေအားလုံးကိုချိန်ဆက်သွားလာနိုင်ပြီးကုန်းလန့်ပို ဆောင်ရေးကုံသွင်းရေးမှာပမော်မျိုးကအဓိကနေရာထဲမှာတစ်ခုပါဝင်ဖြစ်ပါတယ်။လိုင်စာမျိုးရဲ့အနီးဆုံးမျိုးတစ်မျိုးဖြစ်ပြီးပမော်ကို KIA ကရသွားခင်စကိုင်းနိုင်နေကိုလူအင်အားရိတ်ခါလက်နက်စားတဲ့စစ်တုံးကနုရရေးပို့ဆောင်နိုင်တဲ့ထောက်ပို့လမ်းကြောင်းတစ်ခုပွင့်သွားနိုင်ပြီးရွှေကူမော်လူကတားအင်းတော်ဘက်ကပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF တွေနဲ့ပါပေါင်းစည်းသွားနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့လို့ပမော်မှာစစ်ကောင်စီရဲ့စခခ21အပါဝင်တန်ချက်ကအမြောက်တပ်အင်ဂျင်နီယာတပ်စားတဲ့တိုင်ရင်တပ်ဖွဲ့တွေ73ခုလောက်ရှိနေတာကြောင့်စစ်ကောင်စီအင်အားထောင်ချီပြီးတော့ပမော်မြို့မှာ ှာရှိပါတယ်။ပမော်မျိုးကကချင်လွတ်မြောက်ရေးတပ်မတော် KIA အတွက်ဘယ်လိုမျိုးအရေးကြီးရဲဆိုတာကိုစီဒီအန်ပုံမှုနှောင်ယူကအခုလိုရှင်းပြထားပါတယ်။လက်ရှိကချင်ပြည်နယ်အောက်ပိုင်းကဒီမပခရင်အောက်ပိုင်းမှာဆိုရင်အတိကကြာနေရဲစာခခ27ရှိရဲ့ပမော်ကိုအပြင်းထန်ထိုးစစ်ဆန်နိုင်နေကျွန်တော်တို့ပမော်ကိုတာရပြီဆိုရင်မြောက်ပိုင်းတိုင်းမပခကိုပပတ်လဲပိတ်ဆို့ထိန်းချုပ်ထားနိုင်မယ်။ထားဖို့လမ်းကြောင်းကိုလည်းရေချောင်းရောကုန်းချောင်းရောကောင်းစွာပိတ်ဆို့ထားနိုင်တဲ့အနေအထားဖြစ်ပါတယ်။ဒါဆိုရင်စာခစအနေနဲ့လေချောင်းပဲလုံနိုင်တော့မယ့်အနေအထားဖြစ်လာနိုင်တဲ့အောက်ပိုင်းထောက်ပို့လမ်းကြောင်း နေမှာပမော်ကအခင်ရကြတဲ့စစ်ပြူဟာထားဖို့လမ်းကြောင်းပေါ်မှာရှိတယ်။မဘာခတက်တွေရဲ့အောက်ပိုင်းတက်တွေမှာအဓိကထိန်းချုပ်ထားတဲ့စစ်ပြူဟာအရေးကြီးတဲ့ချက်ချားကြတဲ့နေရာမှာတည်ထားတယ်။ပမော်ကိုရပြီးစခက်က21ကိုရပြီးဆိုရင်တည်ကြတယ်။စစ်ကောင်စီရဲ့မပကကိုကုန်းကြောင်းနဲ့စစ်ကိုရေးကြောင်းထောက်ဖို့လမ်းကြောင်းကိုကောင်းစွာထိန်းချုပ်ထားနိုင်မယ်လို့ပြောပါတယ်။ ပမော်မျိုးရှိစစ်ကောင်စီရဲ့တိစပုံတွေကစစ်စင်ကိုကဲမှုဌာနချုပ်စာကက21ခြေလင်းတရင်ခါလာရ49ခါလာရ936ခါလာရ939အမြောက်တရင်တွေဖြစ်တဲ့အာမတ314နဲ့အာမတ366တို့ရှိပြီးတန်ချက်ကတက်နေတင်ကားတက်တွေဖြစ်တဲ့အမှတ်9ထားကြောင့်အမှတ်914အပါဝင်စစ်မြေပြင်အင်ဂျင်နီယာတန်ဇေတန်ဆက်သွင်းတန်စစ်ပတ်ရာလုံးကျုံတက်တို့စုစုပေါင်းတရင်တက်ဖွဲ့73ခုလောက်ရှိပါတယ်အဲ့ဒီနေရာမှာအမြောက်တရင်366နဲ့တန်ချက်ကတရင်9000ကျောက်တို့အပါဝင် ်ပမော်လီစိတ်တို့ကိုတင်ထားနိုင်ပြီဖြစ်ပါတယ်ပမော်မျိုးကိုဝိုင်းဘတ်ပိတ်ဆို့တိုက်ခိုက်နေတဲ့ KIA နဲ့ပူပေါင်းတပ်တွေကလင်းနစ်ကြော်ကြတဲ့အထိတရင်နှင်းရင်းလောက်သာတင်ပိုင်နေပါတယ်စစ်ကောင်စီရဲ့ခန့်စစ်မဟာဗျူဟာနဲ့လေကြောင်းပစ်ကိုတွေမှာဒရုန်းကိုအများဆုံးတောင်ပြူတိုက်ခိုက်နေတာကြောင့် KIA နဲ့ပူပေါင်းတပ်တွေထိခိုက်များနေရလို့သိရပါတယ်စစ်ကောင်စီဘက်ကဒရုန်းတိုက်ခိုက်ရေးကိုအရှိန်မြင့်လှုပ်ဆောင်နေတာကြောင့်တော်လိုင်းပူပေါင်းတပ်တွေကြားထိခိုက်မှုတွေရှိနေကြောင်းကိုစစ်ကောင်စီဝါရဖြန့် channel တွေမှာဗီဒီယိုဖိုင်နဲ့ဖြန့်ဝေနေကြတာကိုလည်းတွေ့ရပါတယ်ဒီကြောင်းရည်နဲ့ပတ်သက်ပြီး2025 2005ခုနှစ်ဖေဖော်ဝါရီလရက်နေ့ BBC က KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်မူကိုမေးမြန်းတဲ့အချိန်မှာစစ်ကောင်စီဘက်ကခန်းစစ်တာနေတဲ့အကြောင်းကိုဝန်ခံသွားတာရှိပါတယ်။တကယ်တမ်းပြောရမယ်ဆိုရင်မြေကြီးနားကပမော်ထက်အရေးပါပြီးမြေကြီးနားမှာစစ်ကောင်စီတပ်ကအပေါ်ရံမဲရှိရလို့ပြောပါတယ်။အဒီကဗမော်အဲ့ဒီပတ်ဝန်းကျင်မှာမန်စီကလွယ်ချင်းရွှေကူဘတ်တောက်ရှောက်အဲ့ဒီဘတ်တွေကိုဗမော်ကနေပြီးထောက်ပို့ပြီးတော့စစ်စင်ရေးလုပ်တာဗမော်သားကြရင်တော့စစ်တပ်ကအထင်နာပြီး KIA ဘက်ကအကြီးကြီးကိုအားတာတဲ့အနေထားဖြစ်သွားမယ်။ဒုတိယမြို့ရောရှားသွားတဲ့ပုံစံမျို ပြည်ရင်မြစ်ကြီးနားမှာစစ်တပ်ကရှိနေရဆိုပြီးမြ KIA ကပဲအဓိကကြတာပါစစ်တပ်ကအပေါ်ရံမဲရှိတယ်လို့ပြောရမယ်လို့ပြောသွားခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်